မင်္ဂလာပါရှင်ဒီနေ့ဆရာမဆက်ပြီးရှင်းပြပေးမှာက grade 7တင်ချာတည့်ရေလေ့ကျင့်ခန်းကုသမလေးစာမျက်နှာ129ပဲဖြစ်ပါတယ်ဆိုတော့ဒီမှာနံပါတ်1ကအလျား12ပေအနံ9ပေအမြင့်2ပေရှိသောကြောက်စရစ်တစ်ပုံတွင် ကြောက်ကျင်းပေါင်းမိများရှိသည်နိဆိုတော့အလျားသည်12ပေအနံသည်9ပေ အမြင့်ကနှစ်ပေရှိတော့ကြောက်စရစ်တပုံအဲ့တော့ကြောက်စရစ်တပုံရှိရပါတော့သူရဲ့အလျားတည်တယ်အနံတည်တယ်အမြင့်တည်အဲ့ဒီကြောက်စရစ်ပုံတပုံမှာကျင်းပေါင်းဘလောက်လဲအဲ့တော့ဆရာမတို့ကဒီသူပေးထားတဲ့အလျားအနံအမြင့်ကလည်းဘာရနိုင်တယ်လဲဆိုတော့ကုဘပေးရနိုင်တယ်ဟုတ်ပြီနော်ဒုတယ်ရနိုင်တယ်ဒုတယ်ရလို့ရှိရင်ဒီရလာတဲ့ကုဘပေးခနဲ့ပြီးတော့ဆရာမတို့ကတရာကုဘပေးကတခြင်းဆိုတော့ဆရာမတို့ရထားတဲ့ကုဘပေးကနေ ဘယ်နဲ့ချင်းရှိလဲဆိုတာကိုရှာလို့ရတယ်။ဒါပြီးတော့ဆိုတော့ပထမအုပ်ဆုံးဘာရှာပေးရမှာလဲဆိုတော့ဒီကြောက်စရဲ့ပုံတစ်ပုံရဲ့ဒုတဲ့ကိုရှာပေးရမယ်။ဆိုတော့အရင်အုပ်ဆုံးဆရာမတို့ဒုတဲ့ရှာတဲ့ပုံတင်နည်းကိုရေးလိုက်မယ်။ဒုတဲ့ရှာတဲ့ပုံတင်နည်းဒီအလျာအမြောက်အနံ့အမြောက်အမြင့်ပေါ့နော်။ဆိုတော့ရှာကျင်တာဒီဘာလဲဆိုတော့ကြောက်စရဲ့တပုံရဲ့ဒုတဲ့ကြောက်စရဲ့တပုံရဲ့ဒုတဲ့ကိုရှာကျင်တယ်။ဆိုတော့အဲ့လိုလေးရေးလိုက်မယ်။ ကြောက်စရစ်တပုံဤတုတဲ့သူပေးထားပြီးသားအလျာအနံအမြင့်အကုန်လုံးဒီပေနဲ့ပေးထားပြီးသားဆိုဆရာမတို့ unit change เสียမလို့တော့ဘူးဆိုတော့အလျာဒီ12ပေအနံဒီ5ပေအမြင့်ဒီ2ပေရှိတယ်ကြည့်ဒါဆိုသူ့ကိုဆရာမတို့ရှင်းလိုက်မယ် စနစ်ကိုလီတရားရှိတရားရှိအမြောင်းနဲ့က236 236ကိုမှဆံမတို့ကဒီ unit ရေးတဲ့အချိန်မှာပေါ့နော်ဥပမာဆံမတို့စင်တီမီတာ3ခုမြောက်တုန်းက centimeter cube ပေါ့နော် cubic centimeter လို့အဲရေးခဲ့တယ် cubic centimeter လို့ဖတ်ရင်လည်းရတယ် centimeter cube လို့ဖတ်ရင်လည်းရတယ်ဆိုတော့ဒီမှာကျတော့ feet ပေါ့နော် feet အကျုပ် cubic feet လို့ရေးရင်လည်းရတယ်တကယ်လို့ကလေးတို့ကဒီလိုမရေးချင်ဘူးကုဘဘေလို့ပဲရေးချင်တယ်ဆိုလို့ရှိရင်လည်းရတယ် ဟုတ်ပြီ နော်136ကုဘပေးကိုကြိုက်တာကြီးနာ fit cube လို့ရင်းလိုက်ရတယ် cubic fit ပေါ့လေကြည့်ဒါဆိုရင်ဆံမရရသွားပြီ236ကုဘပေးရသွားပြီအဲ့ဒီတော့အဲဒီ100ကုဘပေးမှာဆံမရချိန်လိုက်မယ်နော်100ကုဘပေးမှာကြောက်စရက်ကတခြင်းကြောက်စရက်တခြင်းရမယ်ကဲတော့ဒီမှာရှိတာဒီ236ကုဘပေးရှိတယ် 916ကုဘပေးဆိုရင်ကြောက်စရေဘလောက်ရှိမလဲဆိုတော့916ကိုဒီတရားနဲ့စားလိုက်တော့ဒီမှာကျင်းဆိုပြီးတော့တခါလေးရဆိုတော့သူ့ကိုစားလိုက်တဲ့အခါမှာနှစ်တသက်မှာ16ကျင်းရအဲ့တော့အဖြေကဘလောက်ရလဲကြောက်စရေပုံတပုံဒီအဲ့ဒီ12 feet 9 feet နဲ့အမြင့်ဒီ height က2 feet ရှိတယ် ဒီကြောက်စရဲ့ပုံတပုံရဲ့အချင်းချင်းဘလောက်ရှိလဲဆိုတော့နှစ်တက်တမှာတစ်ချောက်ချင်းရှိရပြီနော်ဒါလေးပဲအဖြစ်ရေးရမယ်ဆိုရင်တော့အမှကြောက်စရဲ့ပုံတပုံဤအချင်းပေါင်းဆိုပြီးတော့ရင်းလဲရတယ်နှစ်တက်တမှာတစ်ချောက်ချင်းအမနက်ကတဲတပုံသည်တဲတပုံနော်385ကုဘပေရှိတယ်ထိုတဲပုံသည်ကျင်းပေါင်းမြင်များရှိတယ်နေဆိုတော့ပေးထားတဲ့ကုဘပေကနေကျင်းပြောင်းလိုက်ရုံပဲဟုတ်တယ်နော်ဆိုတော့100ကုဘပေမှာ တဲတဲ့ချင်းလာမယ်အဲ့တော့ဆရာမတို့ရှာကျင်တာက385ကုဘပေအတွက်ဆိုလို့ရှိရင်လိုချင်တာကိုဘိုင်းဝေးမှာထား385ကိုတီးတရာနဲ့စားမယ်ချင်းအဲ့တော့သူ့ဖြေပလာရလေ3ဒသမ85ချင်းကြည့်ဒါဆိုလို့ရှိရင်အဖြေရေးကျင်လို့ရှိရင်ဘလောက်ရလဲတဲတဲ့ပုံဒီ385ကုဘပေရှိတယ်ဆိုရင်တဲ အဲ့ဒီတဲပုံရဲ့ကျင်းပေါင်းသည်3တက်မှ9ကျင်းဆိုလို့ရှိရပြီနော်နောက်နံပါတ်3အလျား26အလျား26ပေးအနံ26ပေးမြေတကွက်အဲ့ဒီမြေတကွက်အလျားအနံပေါ့နော်ဒီအလျားဒါပေါ့နော်အလျားဒီ26ပေးရှိတယ်အနံဒီ16ပေးရှိတယ်အဲ့လိုရှိတဲ့မြေတကွက်ကနေ ပြီးတော့မှ9ပေးအနက်ဆိုတော့9ပေးအနက်ကိုဆင်မလို့အမြင့်လို့ယူစားလိုက်မယ်9ပေးအနက်ရှိတဲ့အဲဒီအဲ့ဒီအထိ ီလိုမြေကနေပြီးတော့ငားပေအနက်ထီကိုမြေထူးလိုက်မယ်။တူးပြီးတော့မှရလာတဲ့မြေကိုတခြားနေရာမှာတွားဖို့မှာ။ဆိုတော့ကကြီးကဗာမေးလဲဆိုတော့မြေကြီးကျင်းပေါင်းဘလောက်တူးလိုက်တလဲတဲ့။လူဂျင်နာကကျင်းဆမောက်ကျင်းကိုတခါလဲရှာလို့မရအောင်ကျင်းကိုမရှာခင်မှာဗာရှာရမှာလဲဆိုတော့ကုဘပေရှာရမယ်။ဟုတ်လားဆိုတော့ကုဘပေရှာလို့ရလားမရအောင်လားရတာပေါ့ဒီမှာအလျားတည်တယ်အနံ့တည်တယ်အမြင့်တည်အနက်ဆိုတာအမြင့်ပဲเนาะဘလောက်မြင့်နဲ့ဒီငါးပေမြင့်နဲ့အနက်ကိုသူက အာဒီတူးလိုက်တယ်ဆိုတဲ့သဘောဟုတ်ပြီနော်ဒါဆိုဒုတယ်ရှာမယ်ဒုတယ်ရပြီကုဘပေးရပြီဆိုရင်ကျင်းရှာမယ်ဒါဆိုသူမေးထားတယ်မြေကြီးကျင်းပေါင်းမြေမြတူဖို့ရရှိမိနေဆိုတဲ့အဖြေကိုရသွားမယ်ဟုတ်ပြီနော်ဆိုတော့နံပါတ်ကကြီးကိုအရင်စဖြေမယ်ဒုတယ်ရှာတဲ့ပုံသိင်းလေးကိုရေးလိုက်မယ်မြေမြချင်းအလျားအမြောက်အနံ့အမြောက်အမြင့်ဆံမလို့ရှာကျင်တာကဘာလဲဆိုလို့ရှိရင် အာဒီတူဖော်ရရှိတဲ့မြေကြီးရဲ့ဒုတဲ့လို့ခြင်းလားမြန်မာမြေကြီးကျင်းပေါင်းမြေမြတူဖော်ရရှိမိနီးဆိုတော့လို့ခြင်းလားကတူဖော်ရရှိသောမြေကြီးရဲ့ဒုတဲ့ဟုတ်လားဆိုတော့အလျားဘယ်လောက်ရှိလဲ26အနံဘယ်လောက်ရှိလဲ16 အမြင့်ကငါ तू ကပေးနေကြီးတယ်ဆိုတော့သူ့ကိုဆရာမတို့ဘာမှလုပ်ဆရာမလို့ဒီမှာကုကပေးလို့ရေးခြင်းလဲရေးကွာမရေးခြင်းဘူးဆိုလဲဘာမှမဖြစ်ဘူးဟုတ်ပြီနော်အဲ့တော့ဒီအောင်မြောက်လိုက်မယ်သူ့ကိုရှင်းလိုက်တော့ဆရာမတို့ဘလာရလဲဆိုတော့2080ကုကပေးရတယ်ကဲဒါဆိုရင်ဆရာမတို့လိုချင်တာကုကပေးနေလားဆိုတော့ကုကပေးနေမဟုတ်ဘူးကျင်းနေလိုချင်တာဆိုတော့ရထားတဲ့ဒီ2080ကုကပေးသည်ဘယ်နဲ့ချင်းရှိလဲဆိုတာကိုတဆင်းရှာပေးရမယ်ဟုတ်ပြီနော်ကဲဒါဆိုတော့100ကုကပေး တရကုဘပေညီမြချင်းတချင်းခုဆရာမတို့ရှားကျင်တာဒီ2080ကုဘပေအဲ့ဆရာမတို့ဒီမှာမြေကြီးတချင်းလို့ရင်းလိုက်ရတယ်တရကုဘပေမှာမြေကြီးတချင်းရတယ်2080ကုဘပေဆိုဆရာမတို့လိုချင်တာက2080ပိုင်းခြေကတရဆိုတော့ကျင်းအဲ့တော့ ဒီ2080ကို100နဲ့စားလိုက်တော့20ဒသမ8ချင်းဆိုတော့မြေကြီးဘယ်လောက်ရှိလဲဆိုတော့20ဒသမ8ချင်းရှိဟုတ်ပြီနော်အဲ့တော့ဒီသူ့ပေးထားတဲ့ အလျား26အနံ26ပြီးတော့မှအဲ့ဒီမြေတကွက်ကနေပြီးတော့မှ9ပေအနက်ရှိတယ်ဒီမြေကြီးကိုတူလိုက်တော့ရလာတဲ့ကုဘပေဒီ2080ကုဘပေကျင်းအဖြစ်ပေါ်ပြတဲ့အခါမှာမြေကြီးဒီ20တက်မှရှင်းချင်ရတယ်။ရပြီနော်။ရကကြီးတွေ့ပြီးသွားပြီဆိုတော့ခဝေးရှိမယ်။မြေတုခသည်မြေတုခသည်တခြင်းမှာတခြင်းကိုဘယ်လောက်လဲဆိုတော့12000ကျပ်ဆိုတော့ဒီတုခဘလာကိုမလဲတခြင်း12000ကျပ်ဆိုရင်ဆရာမတို့က20တက်မှရှင်းချင်အတွက်ရှာတယ်။ ။ဆိုတော့ခခွေကိုဆရာမတို့စာစာရေးလိုက်မယ်။သူဘာပေးထားသလဲဆိုတော့တခြင်းလည်ရင်ကုံကြမိမြေဒုက္ခ။ဟုတ်ပြီနော်။ဘလောက်ကုန်မလဲ1000နဲ့2000ကျပ်။ခုဆရာမတို့လိုချင်တာဘယ်နဲ့ကျင်းလဲဆိုတော့20ဒသမ8ဆိုတော့20ဒသမ8ရှေ့ကမြေကြီးလို့ရေးနေရရယ်နော်မြေကြီးတဲ့ကျင်းလဲရင် ကုန်ကြမည်မြေဒုက္ခဒါဆိုဆရာမတို့အခုရှာကျင်တာဒီမြေကြီး20.8ျချင်းလည်းရင်ကုန်ကြမည်မြေဒုက္ခဆိုတော့တခြင်းကိုဒီလောက်ဆိုရင်20.8ဆိုရင်သူက20.8နဲ့12000နဲ့မြောက်လိုက်ရုံပဲဟုတ်လားအဲ့တော့ဒီ၃ည၃လုံးကိုဆရာမကြီးရေးလိုက်မယ်။တင်းနှစ်၃စနစ်ရှစ်လေး၉၆ 6ရက်9မှတ်ဟုတ်လားဆက်နဲ့3ညလေ3ညဆိုတော့3ညအပေါင်း9ဆိုတော့9ဆက်နဲ့4လျာ24ဒသမတိတဏှာဖြတ်ပြရမယ်ဆိုဆရာမဟာ3ညတလုံးဖြုတ်လိုက်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်ရလဲ90ရာ1000တောင်းသိန်း2000 4000 900နဲ့600ကျက်ဟုတ်ပြီနော်ကလေးတို့ကတော့ဒီလိုမမြောက်တတ်ရင်အကျန်းထဲမှာမြောက်ပါဘာမှမဖြစ်ပါဘူး နောက်တစ်ခုကနံပါတ်၄အလျား30အနံ6ပေနော်အလျားလည်း30ပေပေးထားတယ်အနံ6ပေပေးထားတယ်ဒု1နှစ်ပိုင်းတစ်ပိုင်းရှိတော့အုတ်နံရဟောင်းတစ်ခုကို အုတ်နယ်ရံဟောင်းအဲ့ဒီအုတ်နယ်ရံဟောင်းတစ်ခုကိုဆရာမတို့ကဖြက်မယ်ဖြက်ပြီးရရှိတဲ့အုတ်ကျိုးတွေကိုရောင်းမယ်တခြင်းကို၉00ကျန်လုံးနဲ့ရောင်းမယ်ဆရာငွေမိများရမယ်နီးတဲ့ဆိုတော့တခြင်းကိုမှ၉00နဲ့ရမယ်ရောင်းမယ်ဆိုရင်ဆရာမတို့ဒီမှာအလျားအနံ့အမြင့်ဒီလောက်ရှိတဲ့ဒီအုတ်နယ်ရံဟောင်းကြီးကကျင်းဘလောက်ရှိသလဲဆိုတော့အရင်ရှာရမယ် ဟုတ်လားကျင်းဘလောက်ရှိတယ်လဲအဲ့ဒီကျင်းဘလောက်လဲဆိုတော့ရှာကျင်းကိုတိတာကအလျားအနှံအမြင့်ဆိုတော့ဘာလို့ရှာလဲဒုတဲ့ရှာမယ်ဒုတဲ့ဒီကုဘပေနဲ့ရမယ်ရလာတဲ့ကုဘပေကိုကျင်းပြောင်းကျင်းပြောင်းလိုက်လို့ရှိရင်တကျင်းက900ကိုရတာ2ကျင်းဆိုရင်18000 3ကျင်းဆိုရင်ဘယ်လောက်4ကျင်းဆိုရင်ဘယ်လောက်အဲ့လိုရလိမ့်မယ်အဖြစ်ရဟုတ်ပြီနော်ဒါဆိုပထမအဦးဆုံးပါရှာရမှာလေဒုတဲ့ရှာရမှာပေါ့အဲ့တော့အဒီဒုတဲ့ရှာတဲ့ပုံတင်နည်းကိုရှင်းလိုက်မယ်အလျားအမြောက်အနံ့အမြောက်အမြင့် ဆိုတော့ဆရာမတို့လိုချင်တာအုတ်နယ်ရဟောင်းရဲ့ဒုတယ်ကိုလိုချင်တယ်ဟုတ်ပြီနော်အုတ်နယ်ရဟောင်းဒါမှမဟုတ်အုတ်ကျိုးရဲ့ဒုတယ်ကိုရှာလိုက်မယ်အုတ်နယ်ရဟောင်းမှာရရှိသောအုတ်ကျိုးဤဒုတယ်အဲ့ဒါစာကတော့အဆင်ပြေတယ်လို့ရေးလို့ရပါတယ်ဟုတ်လားစာရေးတာဒီအာဒီဆရာမတင်ထားတဲ့ဟာ ਨੇ ကျောင်းဝဆရာမနဲ့ကတူချင်းမလဲတူမယ်ဒါပေမဲ့အဓိကစာနာလဲလို့ရှိရင်မိကုန်းကောက်တက်လို့ရှိရင်ရေးလို့ရပြီဟုတ်ပြီနော်ဆိုတော့အုတ်ကျိုးရဲ့ဒုတယ်ကိုရှာခြင်းတော့အလျာ30တည်တယ် ဟုတ်ပြီလား30ပေးအနံ့တည်တယ်6ပေးအမြင့်တည်တယ်112 2တခါတည်းချိန်လိုက်မယ်နေ့တလေးနဲ့3ဆိုတော့3နှစ်ပိုင်း3ပိုင်းပေးဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်သူ့ကိုဆရာမတို့ရှင်းလိုက်မယ်သူ့ကိုရှင်းလိုက်လို့ရှိရင်ဘာနဲ့ရလဲဆိုတော့ကုဘပေးရမယ် cubic feet ရမယ်နော်အဲ့တော့နေ့တလေးနေ့3လေးတော့အကျန်းထဲမှာရှင်းရရတယ်33လေးက9 9 3လေးက29ဆိုတော့270 feet cube cubic feet ဆိုပြီးရသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆမ်မရရတဲ့ဒီကုဘပေ290ကုဘပေကိုဘာပြောင်းမလဲကျင်းပြောင်းမယ်ကျင်းပြောင်းမယ်ဆိုတော့တရကုဘပေလို့ရေးကျင်လဲရေးဒါမှမဟုတ်ဒီလိုမျိုး cubic feet လို့ရေးလဲရတာပဲဟုတ်လားတရကုဘပေမှာအုပ်ချိုးတခြင်းရှိတယ်တရကုဘပေဟာအုပ်ချိုးတခြင်းခုဆရာမတို့စီမှာရှိတာက290ကုဘပေး ဆိုရင်အုတ်ကျိုးဘလောက်လဲဒါဆိုတော့ဘလောက်ရှိမလဲ290ကိုဒီ100နဲ့စာအဖြေသည်နှစ်တသက်မှာခုနှစ်ချင်းရှေ့ကအုတ်ကျိုးလို့ရေးရင်လည်းရတယ်ဟုတ်ပြီနော်ဒါကတော့ကိုရေးနည်းနဲ့ကိုရေးလို့ရတယ်ဒီမှာချင်းလို့ရေးလိုက်ပြီးတော့မှ290ကုဘပေးမှဒီအုတ်ကျိုးနှစ်တသက်မှာခုနှစ်ချင်းရှိတယ်ဆိုတော့ရောင်းတော့မယ်အုတ်ကျိုးတစ်ချင်းကိုဘလောက်နဲ့ရောင်းမှာလဲဆိုတော့900နဲ့ရောင်းမယ် အုပ်ချိုးတခြင်းညီမြချင်း၉00ချက်ကဲဒါဆိုဆရာမတို့စီမှာရှိတဲ့အုပ်ချိုးက၂ဒသမ9ချင်းရှိအုပ်ချိုး၂ဒသမ9ချင်းညီမြချင်းကဲဘာလို့လဲရုံမလေးလဲဆိုတော့၂ဒသမ9အမြ900အဖြစ်ဒီကျက်နေရမယ်ဆိုတော့ ဲ့တော့29ကိုလီက243တုံးတုံးရသည်3လုံးကြီးရမယ်တသမတနေရဖြစ်တော့2လုံးပဲလာမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒါကကျန်နေရမယ်အဲ့တော့အုတ်ကြိုးနေတသမခုနှစ်ချင်းကိုရောင်းလိုက်တဲ့အချိန်မှာခု10ရာ1000တောင်း2400နဲ့300ချက်ရမယ်။ဒါပြီနော်။နောက်နံပါတ်5ကိုကြည့်အောင်။အလျား9မိုင် အကျဲ4ပေနဲ့အနက်3ပေရှိတော့ရေနှုတ်များ။ အဲ့ဒီရေနှုတ်များကိုတူးဖော်ရာပြည်တချင်းလျင်တထောင်းနှစ်ထောင်ကျန်နှုန်းဖြစ်တူးဖော်တော့ဝင်မီတူးဖော်တော့ဝင်မီများကုန်ကြမီနီတဲ့ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာမတို့ကြည့်အောင်အလျာကဒီလောက်ရှိတယ်၅မိုင်အကျယ်က၄ပေရှိတယ်အနက်က၃ပေရှိတယ်အနက်ဆိုကြတဲ့ကဒါကအမြင့်ပဲ အလျားတည်တယ်အကျဲဆိုတာဒီမှာအနံတည်တယ်အလျားအနံအမြင့်တည်တယ်အဲ့တော့အဲ့ဒီအလိုရှိတဲ့ရေနှုတ်မြောင်းတစ်ခုကိုတူးဖော်တယ်တူးဖော်တော့မြေတခြင်းကတောင်းတထားခုနကနံပါတ်၄နဲ့တူတူပဲဒါဆိုလို့ရှိရင်ဒီရေနှုတ်မြောင်းကိုတူးဖော်လဲအချိန်မှာငွေဘလောက်ကုန်ကြမှာလဲဆိုတော့ရေနှုတ်မြောင်းကဒါတခြင်းရတယ်လားရေနှုတ်မြောင်းရဲ့ခြင်းဘလောက်ရှိလဲဆိုတော့မသိဘူးဟုတ်လားခြင်းရှာခြင်းတော့ဘာလို့ရှာလဲဒုတဲ့ရှာတယ်ကုဘပေးနဲ့ရှာမယ် ရလာတဲ့ကုဝပေနဲ့ကျင်းနဲ့ကိုဆက်ဆက်ပေးမယ်။ဟုတ်ပြီနော်။ကေတာဆွေဒီမာကဒါကပေးပေးထားတယ်။သူလည်းပေးပေးထား။သူကမိုင်ဆိုတော့ဒီမိုင်ကနေပြီးတော့ပေးပြောင်းပေးရမယ်။အဲ့ဒီတစ်ချက်ပဲရှိတယ်။ဟုတ်ပြီနော်။ကေတာဆိုလို့ရှိရင်ဆရာမတို့ဒုတယ်ရှာလိုက်။ဒုတယ်ရှာတဲ့ပုံသင်နည်းကအလျားအမြောက်အနဲ့အမြောက်အမြင့် ဲဒါဆိုတော့အလျားကိုစာရေးမယ်အခုရှာမာဒီရေနှုတ်မြောင်းရဲ့ဒုတဲ့ကိုရေနှုတ်မြောင်းကနေတူးလို့ရလာတဲ့မြေကြီးရဲ့ဒုတဲ့ကိုရှာမှာဆိုတော့မြေကြီးဤဒုတဲ့အလျားဒီ9မိုင်ဆိုတော့မိုင်နဲ့ကျွန်တော်ကပေနဲ့ဆက်ဆက်ချက်ကိုကြည့်မယ်တမိုင်မှာ9280ပေရှိတယ်ပြန်ပြောမယ်နော်တမိုင်မှာ9280ပေ ကဲ9မိုင်ဆိုရင်ဘာလို့တော့မလဲ9နဲ့မြောက်မယ်9အမြောက်9280ဒီလိုမြောက်လိုက်ပြီဆိုတာနဲ့သူဒီဘာနဲ့ရမှာလဲဆိုတော့ပေနဲ့ရမယ်9အမြောက်9280ပေဟုတ်လားအလျားဒီ9မိုင်ရှိတာဆရာမတို့ကမိုင်နဲ့တွက်လို့မရပေပြောင်းရမယ်ဆိုတော့9အမြောက်9280ပေအစွန်ပြောင်းတယ်တကယ်လို့ကလေးတို့အနေနဲ့ပေါ့နော်ဥပမာအစကတည်းကအလျားညီမြချင်းဒါက အဲနောက်တစ်မျိုးပေါ့နော်အလျားက9မိုင်ရှိတယ်အဲ့ဒီမိုင်ကိုတစ်ခါတည်းပဲပေပြောင်းခြင်းနဲ့ငါအမြောက်9280ဆိုပြီးတော့ပေထားချက်စရေးကလေးကပြောင်းလိုက်လို့ရတယ် ဟုတ်ပြီလားအဲ့တော့ဒါကတော့ကိုအဆင်ပြေတယ်လို့ပြကိုတိထားရမှဒီတမိုင်မှာ9280ပေးရှိတယ်9မိုင်အတွက်ဆိုလို့ရှိရင်9အမြောက်9280 9နဲ့မြောက်ပေးလိုက်လို့ရှိရင်အဲဒီ9နဲ့9280နဲ့မြောက်လိုက်လို့ရှိရင်ကိုလိုချင်တဲ့ပေကိုရမယ်ဆိုတော့အစကတည်းကပဲပြောင်းပြောင်းဒီမှလာပြီးတော့ပဲပြောင်းပြောင်းအဆင်ပြေတယ်လို့တွေ့လို့ရတယ်အနှံ့ကြတော့၄ပေအမြင့်ကကြတော့၃ပေရှိတယ် ဟုတ်ပြီနော်ကဲတော့သူ့ကိုဆီယမတို့ရှင်းလိုက်မယ်ဆီယမတခါလေးအဖြေရေးလိုက်မယ်ကလေးတို့ဒါရှင်းတက်တယ်ဟုတ်ပြီနော်3 6 8 3.3 feet cubic feet ဆိုတော့ခု10ရာ1000တောင်းသိန်း3သိန်းတထောင်အဒီ6000နဲ့800ကုဘပီရှိတယ်ကဲအဲ့လိုကုဘပီရပြီဆိုဆီယမတို့ဘာပြောင်းမလဲရတာတဲ့ကုဘပီဒုတဲ့ကိုဂျင်းပြောင်းပေးရမယ်သူတို့ရဲ့ဆက်ဆက်ချက်တည်တရာ100 cubic feet မှာဒီမြေကြီးတစ်ချင်းရှိတယ် မြေကြီးတခြင်းရှိတယ်။ခုဆရာမတို့စီမှာရှိတဲ့မြေကြီးက3000 3300အ3300 3600 3300 6800ခုပါပြီမှာမြေကြီးဘယ်လောက်ရှိမလဲ။ဒါဆိုဆရာမတို့လိုချင်တဲ့ဒီ3300 6800ကိုဒီတရားနဲ့စားလို့ရှိရင်ဒါကျင်းရမယ်။ ဟုတ်ပြီလားအဲ့လိုကျင်းရသွားပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့အဖြစ်ကိုတက်လို့ရပြီ၃ညရ၃ညရဆင်မလို့ရှင်းလိုက်မယ်ဒါဆိုဘလောက်ရလဲဆိုတော့၃000တထ300 3168ဂျင်းဆိုပြီးတော့ရတယ်ရပြီနော်အဲ့ဒီတော့ဆင်မလို့စပြီးတော့တွက်လိုက်မယ်မြေကြီးတစ်ဂျင်းမြေကြီးတစ်ဂျင်းဤဒုက္ခ2 for ရန်ကုန်ကြငွေပါညာရေးလို့ရတယ်နော်မြေကြီးတစ်ဂျင်း2 for ရန်ကုန်ကြငွေအဲ့လိုရေးခြင်းလည်းရတယ် တူဖော်ရင်ကုံကြငွေမြင်မြချင်းပုံကြငွေဒီတချင်းအတွေ့တသောင်းနှထောင်ကျက်ဒီအခုဆရာမတို့စီမှာရှိတဲ့ချင်းကမြေကြီး3168ချင်းအဲ့ဒီချင်းအတွက်ဒူဖော်ရန်ကုံကြငွေညီမြချင်းဆိုတော့3 1 6 8ဆိုတော့ဒီဆမ်မရရထားတဲ့ချင်းနဲ့ ူကုန်ကြမဲ့တထောင်နှထောင်ကျန်တဲ့ကိုမြောက်လိုက်မယ်။မြောက်လိုက်တော့ရမှာဒီတောင်းကလေးရှစ်တန်းနော်တသိန်း6တန်း ချက်ဒါတော့ကလေးတို့မြောက်လိုက်ပါเนาะစနစ်နဲ့မြောက်ရင်စနစ်ရှိလေ66စနစ်6လေ50ဆိုတော့မြောက်လိုက်လို့ရပြီဟုတ်ပြီလားအဲ့ဒါဆိုရင်ဒါ summer month 5အထိပြီးသွားပြီကြံနေတဲ့6 9ရဲ့8ရဲ့သုံးပုတ်ကိုဆရာမတခြားဗီဒီယိုမှာဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်အဒီနားလည်မယ်လို့ဆရာမမျှော်လင့်ပါရယ်เนาะဒါဆရာမတက်နိုင်ရလို့ရှင်းတော့ရှင်းပြပေးထားတယ်မသိတာရှိရင်လည်း comment မှာပြောခဲ့ပေးပါ။နားလည်ရင်လည်းနားလည်တဲ့အကြောင်းကိုပြောခဲ့ပေးပါရှင်။ကျေးဇူးများတင်ပါတယ်။